ကလီကလုံချိုရေးဝန်ထမ်း၁၀ဦးအထက်ခန့်အပ်လို့ထဲလုပ်ငန်းရှင်တွေအနေနဲ့ခွင့်ပြုမိန့်လျှောက်ထားရမယ်လို့ပုဂလီကလုံချိုရေးဝန်ဆောင်မှုဆိုင်ရာကြီးကြပ်ကုကဲရေးဗဟုကော်မတီရဲ့စီရွေးအမှတ်စဉ်အသစ်မြင့်ဆောင်၂၀၂၅မှာတည်ရပါတယ်။ ဒါကြောင့်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်းလို့ထဲကုမ္ပဏီတွေနဲ့မိမိတို့ကိုယ်ပိုင်လုပ်ငန်းများလုပ်ငန်းခွဲများမှာပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းအခန့်အပ်လိုသူတွေအနေနဲ့သက်ဆိုင်ရာပြည်ထောင်စုနယ်မြေတိုင်းဒေသကြီးနှင့်ပြည်နယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကုကဲရေးကော်မတီထံသို့ခွင့်ပြုမိတ်လျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။တင်ပြလာတဲ့လျှောက်ရွာတွေကိုကော်မတီကသတ်မှတ်ချက်တွေနဲ့ညှိနှိုးမှုရှိမရှိစစ်ဆေးပြီးညှိနှိုးမှုရှိတဲ့လျှောက်ရွာတွေကို ဘောထားသမတ်ချက်နဲ့အတူဗဟိုကော်မတီတို့တင်ပြရာပြီးဗဟိုကော်မတီရဲ့စီအဝေးဆုံးဖြတ်ချက်အရကြီးကြပ်ကုကဲရေးကော်မတီတွေကလိုင်စင်သို့မဟုတ်ခွင့်ပြုမိန်ပြန်လည်ထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်ရှင်။